တရုတ်တိုင်းပြည်အရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရမဆိုင်ရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီကိုပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုဂျပန်ကငြင်းဆိုခဲ့ကြောင်းအေဂျင်စီရသတင်းမှဖော်ပြခဲ့ပါတယ်။ထရန့်ဟာတာကာအီချီနဲ့ဖုံးဆက်သွယ်ပြောဆိုချိန်အတွင်းတရုတ်တိုင်းပြည်အရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရမဆိုင်ရန်တိုက်တွန်းခဲ့တယ်လို့နိုဝင်ဘာလ28ရက်နေ့မှာ The Wall Street Journal ကဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းဟာဟုတ်မှန်ခြင်းမရှိကြောင်း ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကနိုဝင်ဘာလ29ရက်ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကီဟာရာကထရန့်နဲ့တာဂါအီချီတို့ကြောင့်ဖုံးဆက်တွေပြောဆိုမှုရဲ့သေစိတ်အကြောင်းအရာများကိုပြောကြားခဲ့ခြင်းမရှိပါဘူး။ယခုလအစောပိုင်းက တာကာအီဂျီဟာဂျပန်လွှတ်တော်မှပြောကြားခဲ့တဲ့မှတ်ချက်စကားအတွင်းတရုတ်နေနဲ့တရုတ်တိုင်းပြည်ကိုတိုက်ခိုက်မယ်ဆိုပါကဂျပန်ကစစ်ရေးနဲ့ဂျာဝင်ရလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တာကြောင့်နိုင်ငံတင်းမှမှုများမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ ။အဲဒီလိုတင်းမာမှုများဖြစ်ပွားပြီးတဲ့နောက်နိုဝင်ဘာ24ရက်နေ့မှာထရန်နေတရုတ်သမ္မတရှီကျင်းပင်တို့ဖုံးဆက်သွယ်ပြောဆိုမှုတွင်ရှိကတရုတ်တိုင်းပြည်ဟာစစ်ပွဲလွန်နိုင်ငံတကာကင်းကျင်းမှာတရုတ်ရဲ့ခွဲခြားများတဲ့အစိပ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ The Wall Street Journal သတင်းစာရဲ့ဖော်ပြချက်တွေမှာ Trump နဲ့ Xi တို့ဖုံးဆက်သွဲပြောဆိုပြီးမှ Trump ကတာကိုင်အင်ချီနဲ့ဖုံးပြောခဲ့ပြီးတရုတ်တိုင်းပြည်ရေးနဲ့ပတ်သက်ပြီးတရုတ်ကိုယံမဆရန်ပြောကြားခဲ့တယ်လို့အဲ့ဒီဖုံးခေါ်ဆိုမှုနဲ့ပတ်သက်ပြီးနီးစပ်တဲ့ဂျပန်ရာရှိနှစ်ဦးနဲ့အမေရိကန်နိုင်ငံသားတဦးကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။